စိတ်နဲ့ရုပ်စုတဲ့စကလုံးတွေရဲ့ဖြစ်ချင်းပြက်ချင်းကိုကြည့်ရတဲ့အခါမှာဒီပထမရွတ်တဲ့အဆင့်မှာကြတော့ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့စိတ်တွေနဲ့ဆိုင်တဲ့စကလုံးတွေကိုရွတ်ခဲ့ပေါ့နော်ဥပမာမြင်စိတ်ဖြစ်လို့ရှိရင်မြင်ဒါမှမဟုတ်မြင်တယ်ဆိုတဲ့စကလုံးကိုစိတ်နဲ့ရုပ်စုတဲ့ကြားခဲ့တယ်ဆိုလို့ရှိရင်ကြားဒါမှမဟုတ်ကြားတယ်ဆိုတဲ့စကလုံးကိုရွတ်ခဲ့တယ် အနံ့အရသာအထီးတွေးတွေကိုကြတော့ထိဒါမှမဟုတ်ထိတယ်ဆိုတဲ့စကားလုံးယူခဲ့တယ်။ကြံတွေးသိစိတ်မှန်သမျှကိုကြတော့တွေးဒါမှမဟုတ်တွေးတယ်ဆိုတဲ့စကားလုံးယူခဲ့ပါတော့။ဒီနေရာမှာမျက်စိနားကောင်းပြားကိုစိတ်ဆိုပြီးတော့6မျိုးရှိတယ်ပေါ့နော်။6မျိုးနဲ့6စိတ်ရှိခဲ့ပေမဲ့တကယ်တမ်းမှာဖြစ်ချင်းပြချင်းကိုကြည့်တဲ့အခါမှာ ကြံတွေးတိစိတ်ဆိုရက်ဒီအနောက်ကနေပြီးတော့လိုက်ရွတ်ဆိုပြီးနေတဲ့ခုနစကလုံးနေဖြစ်တဲ့မြင်ဓမ္မမှုမြင်တယ်ကြားဓမ္မမှုကြားတယ်ထိဓမ္မမှုထိတယ်တွေးဓမ္မမှုတွေးတယ်ဆိုရက်ဒီစကလုံးနေပေါ့နော်ဒီစကလုံးနေကိုကြတော့ဒါစကလုံးစိတ်နဲ့ရွတ်ဆိုတဲ့စကလုံးနေဖြစ်တဲ့အတွက်ကြံတွေးတိစိတ်ရဲ့အုပ်စုထဲမှာဖြစ်တဲ့ဒီဖြစ်ချင်းပြက်ချင်းကိုကြည့်တဲ့အခါမှာဒီစကလုံးနေရဲ့ဖြစ်ချင်းပြက်ချင်းတွေကိုကြည့်ရတဲ့အတွက်ကြံတွေးတိစိတ်ရဲ့ဖြစ်ချင်းပြက်ချင်းကိုပဲ ြည်နေတဲ့ပုံစံနဲ့တူပါတယ်။ဒါပေမဲ့တင်းစီးတဲ့အခါမှာကျတော့မျက်စိနှာခေါင်းဖျာကိုစိတ်နဲ့ဆိုင်တဲ့စိတ်၆မျိုးကိုတင်းစီးပါတယ်။တကယ်ဖြစ်ချင်းပြက်ချင်းကိုကြည့်တဲ့အခါမှာကျတော့ဒီစိတ်နဲ့ရွတ်ဆိုတဲ့စကလုံးရဲ့ဖြစ်ချင်းပြက်ချင်းကိုပဲကြည့်ပါတယ်။အဲ့ဒီမှာတမျိုးထင်စရာရှိတာကဒါကိုယ်ကိုယ်တိုင်အနောက်ကနေပြီးတော့ရွတ်ဆိုလိုက်တဲ့အတွက်ဒီဆိုပြီးတော့မှဖြစ်ချင်းပြက်ချင်းကိုကြည့်တာပေါ့နော်အဲ့ဒီအချိန်မှာတမျိုးထင်စရာရှိတာက အဲလုတ်ပြီးတော့မှရှုမှတ်နေတာနဲ့မတူလားလို့ထင်စရာ ရှိပြင်မယ်အဲလုတ်ပြီးတော့ရှုတယ်ဆိုတာတည်းသူကကိုကအဲ့လိုမျိုးလုတ်ပြီးတော့မယုတ်ပြေဘူးဆိုရင်လေသူကတကယ်လို့ဥပမာမြင်စရာအာယုံတစ်ခုပေါ့ပုံရိပ်တစ်ခုမြင်တယ်ဆိုလို့ရှိရင်ကိုကတရားရှုမှတ်ဖို့အတွက်ရွတ်တယ်နားမြင်တယ်ဆိုတဲ့စကားလုံးကိုမယုတ်ဘူးဆိုရင်တော့မှပဲကိုမတိလိုက်ခင်မှာပဲသူကဘာစကားလုံးတွေရွတ်နိုင်လဲဆိုရင် ကောင်းတယ်ဆိုတဲ့ ချောတယ်လှတယ်ဆိုတော့စကလုံးနေနဲ့အစားထိုးပြီးတော့ရွတ်စုပါဘောเนาะဒါတစ်ခါလေးကြာရင်ကိုယ်တည်မထားမိလို့ရှင်ဒါ तू ကအလိုလျောက်တော့ရွတ်သွားမှာပေါ့เนาะအဲ့ဒါအောင်မှာကိုယ်ကတတိတရားနဲ့အဲဒီအမြင်အာယုံတွေကိုမြင်တဲ့အခါမှာမြင်တယ်ဆိုတဲ့စကလုံးတစ်ခုနဲ့တတိတရားလေးနဲ့တတိတရားလေးနဲ့ရွတ်စုပြီးတော့မှအဲ့ဒီရွတ်စုလိုက်တဲ့စကလုံးရဲ့ဖြစ်ချင်းပြချင်းကိုကြည့်ရတာပေါ့เนาะ ဦးစင်းကတော့တလာရဲ့နတ်ဆိုတဲ့နာမည်နဲ့စာနယ်လက်တွေ့နေကြဝိပဿနာတရားရှုမှတ်ခြင်းကိုမျှဝေပေးနေတာဖြစ်ပါတယ်။မြတ်စွာဘုရားဟောကြားခဲ့တဲ့တုတ်တန်နဲ့ဆိုင်တဲ့ဤငယ်ငါးချောင်းဖတ်ခြင်းနဲ့ဆိုရင် TP တက်ကမြန်မာဆိုတဲ့ application မှာသွားပြီးတော့ဖတ်လို့ရပါတယ်။